အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ CM စစ်သားဇင်အောင်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လ12ရက်ကျသာရင်းနေနေခင်းစီးရီးသတင်းသုံးသပ်ချက်များကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်မြို့ဝကြမ္မာဒေတာရေကြီးမြို့နယ်မြောက်ဆန်းအမြောက်တပ်မှာဇမန်လေးကထိပ်ွေ့မှုပြင်းထန်ခဲ့ပါတယ်အမြောက်တပ်ဟာအစ်စ်ဆက်ဆက်အင်္ဂလီဘန်ဂါရီနဲ့ခုခံနေတာမို့ထိုးဖောက်ဖို့ခက်ခဲနေတယ်လို့ယူဆရပါတယ် ဒီတစ်ချိန်တက်ခိုက်မှုမှာတော့ပူပေါင်းဖွဲ့ဒီဘက်ကအမြောက်တက်ကိုရှင်းကားလက်နယ်ကြီးနဲ့ပြန်လည်ပြစ်ခတ်လာနိုင်ရင်ပဲဖြစ်ပါတယ်။ပြည်နီဒေတာဖဲကုံအင်တဝိုက်ထိတွေ့တိုက်ပွဲပြင်းထန်လျက်ရှိသေးဖြစ်ပါတယ်။နတ်တုတ်ကလည်းဖောက်ပြီးဝင်လာတဲ့စစ်ကြောင်းဟာအေးရှေ့ကျောင်းကိုခြေကုပ်ယူထားပြီးဘူးပြဲဘက်ကိုဆက်တိုးနိုင်မှုစ조사နေစေဖြစ်ပါတယ်။ပြည်နီတပေါင်းစုကလည်းစွမ်းလုံပိတ်ဆို့ဟန်တားနိုင်နေတဲ့အနေအထားဖြစ်ပေမဲ့လက်နယ်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေထိခိုက်သေးဆုံးမှုရှိနေပါတယ်။ရှောက်ဖြူစစ်မြေနဇာမှာတော့ အာရခတပ်တော်နဲ့ပူပေါင်းတပ်ဖွဲ့တွေဘက်ကတဖြည်းဖြည်းချင်းအသာစီးရလျာရလာနေတာကိုတွေ့ရပါတယ်။ခြေချောင်းကလည်းစင့်အားတွေအချိန်ချင်းဖြည့်တင်းခဲ့ပေမဲ့ချက်တော့ရေပမာအဆက်မပြတ်ပြုံးတီးနေသေးဖြစ်ပါတယ်။ကြောက်ဖြူတိုက်ပွဲဟာအကန့်အသတ်ရှိနေတာမို့ကိုချေတို့ဟာဒူးနဲ့တိုက်စစ်ဆင်နိုင်မှုမရှိသေးဘူးဖြစ်ပါတယ်။ဒါ့ပေမဲ့စနိုက်ပါတွေနဲ့လှုပ်ဖြစ်နေပြီးအကောင်ကြီးတွေကိုဖြိုကာစိတ်သက်စစ်ဆင်ရေးလှုပ်ဆောင်နေပြီဖြစ်ပါတယ်။ ကိုချေတို့ဟာဒုတိယမြောက်ရေတပ်စခန်းဌာနချုပ်ကြီးကိုတိမ့်ပိုက်ထိန်းချုပ်နိုင်မဲ့ရက်ကိုစူးစမ်းပုံဖော်နေကြပြီလို့အမှန်းဆရပါတယ်။စောက်ခွက်ပြောင်းတဲ့စေအိုစုကတော့စီဝါကူတန်းဝင်းကြီးကိုတိုင်းရင်းနဲ့စိတ်ကန်အကောင့်ထဲဖော်မယ်ဆိုပြီးဟာကြတွေထပြောနေပါသေးတယ်။ကလေးကနေတိတိန်ကိုတက်လာနေတဲ့စစ်ကြောင်းကြောင့်ချင်းကာခွေရေးတပ်ပေါင်းစုတွေနဲ့တိုက်ပွဲဖြစ်ပွားနေပြီးတိတိန်မျိုးကန်တွေအတွက်အခြေခံစားတောက်ကုန်တွေပြက်လက်တော့မလို့ဖြစ်နေပြီးကုန်စည်နှုန်းအဆမတန်မြင့်တက်လျက်ရှိပါတယ်။ စစ်ကြောင်းရဲ့ကြီးမားချက်ဖြစ်တဲ့တိုင်းငယ်မှာခံစစ်စခန်းကိုတိစောက်ဖို့နေ့စဉ်ညွန်ကြားနေပြီးမဲ့ထင်တယ်လို့တိုးမပေါက်ဖြစ်နေပုံရပါတယ်။ပလဲမြုံနယ်ထဲမှာတိုက်လေရင်ပြကြမှုကြောင့်စေယုံကျောက်ကနေလေချောင်းအခုကြီးတောင်းဖို့မကြိုးစားပါနဲ့။မြေပြင်မှာတင်ကြားထားတဲ့စစ်နည်းပြဟာနဲ့လည်းတိုက်ပွဲကိုအသာစီးရအောင်စီမံပါဆိုပြီးတိုင်းစစ်ဌာနချုပ်တွေကိုညွန်ကြားတယ်လို့သိရပါတယ်။နောက်ဆိုရင်လေရင်မလာတော့ပဲလာနေပြီးတောက်ထားဆိုတာမျိုးတွေချစ်လာနိုင်ကြီးရှိပါတယ်။မခွေးတိုင်း ကာမမျိုးဝင်းကျင်ကတော့ရိတ်ခါရင်တန်းကိုစောင့်ကြိုတိုက်ခိုက်မှုမပြုတ်လုံနိုင်အောင် drone နဲ့ပါရာမော်တာအပြင်လေကြောင်းတိုက်ခိုက်မှုတွေနေ့စဉ်ရှိနေပါတယ်။အင်အား400ခန့်ရှိတဲ့စစ်ကြောင်းဟာရင်တန်းကိုအနီးကလုံခြုံရေးလှုပ်ဆောင်နေတာဖြစ်ပြီးပေါင်းမြို့နယ်ရေပြာဘက်မှာလည်းအင်အား250ခန့်ကိုတပ်ဖြန့်ထားတာရှိပါတယ်။မြေပြင်စစ်ကြောင်းထုံးမှုနဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေတာကြောင့်ဒေသခံတော်တော်များများနေရက်ဆုံးခွာထွက်ပြေးတိမ်းရှောင်နေကြရပြီဖြစ်ပါတယ်။ စရုတ်ဒီယာမျိုးနဲ့ဘူးရဘက်ကိုအင်အားနေရာခန့်ရှိတဲ့စစ်ကြောင်းရောက်လာနေပါတယ်။ပြီးခဲ့တဲ့ရက်တုန်းကပိုင်းရွာကာဝေးအင်အားစုတွေအစည်းအဝေးလုပ်နေတော့ဖမ်းဆီးခံခဲ့ရတာရှိပါတယ်။ဖမ်းဆီးထားတဲ့တပ်ဖွဲ့ဝင်တွေကိုရိုက်နဲ့စစ်ဆေးနေတာနာကျင်အော်ဟက်တန်တွေကြောင့်ဒေသခံတွေဟာအိတ်လို့မရတော့ဖြစ်နေကြတယ်လို့သိရပါတယ်။လက်ရှိဘူးရတဲ့ကတိုက်ရင်တွေမှာစစ်ကောင်စီဟာတပ်ဆွဲထားနေတယ်ဖြစ်ပါတယ်။မူလကဘူးရရှိပဲကြောက်မကုံစီကလာ2000မှာ ီလူစနဲ့စစ်သားစုစုပေါင်းအင်အား90ခန်းနဲ့စခန်းချနေကြပြီးကာကွယ်ရေးအင်အားစုတွေကဒရုန်းနဲ့တိုက်ခိုက်ပြီးမှတော့ဒေသခံရွာသားတွေတ냐ကို12ယောက်ကင်းပြန်ဆောင်ပေးခဲ့ရတာဖြစ်ပါတယ်။မုံချောင်လို့ခေါ်တဲ့မုံချောင်တစ်ယောက်ကချီအောင်ဘူးပန်းရီပိုင်ညာဘက်တွေကို2004ခုနှစ်ဝင်းကျင်ကတပ်သားစစ်စုကိုကိစ္စနဲ့တလာကိုတရင်ရောက်ဖူးခဲ့ပြီးခေါင်းရီကိုတဝါတောက်ခဲ့ရပါတယ်။ဘူးဆယ်ဆောက်လို့ခုစီမံရေးရှိခဲ့ပေမဲ့ရေမြုပ်ဧရိယာတွေများတဲ့အတွက် NLD အစိုးရလက်ထက်မှာရပ်တန့်နိုင်ခဲ့တာဖြစ်ပါတယ်။ ို့ပေမဲ့တောင်တွေကတော့တောင်ကုန်းတွေဖြစ်သွားခဲ့ရပါတယ်။တပွင့်ရမြောက်ဘက်ကန်တော်မှာအလွန်လှပ်ပါတဲ့ကန်တစ်ခုရှိပါတယ်။တဘာဝအလျောက်တောင်ပေါ်မှာကန်ကြာပန်းငါလိတ်တွေနဲ့အလွန်သားရတာဖြစ်ပါတယ်။အခုတော့သွေးဝါခေါတာများတဲ့ဘက်ရေခမ်း၆ဆပြုတ်နေပြီလို့သိရပါတယ်။ရှမ်းမြောက်တောင်ခမ်းဒေသမှာတော့နောင်ချိုကိုပြန်သိမ့်မယ်ဆိုပြီးကန်ကြီးကိုရောက်လာတဲ့စစ်ကြောင်းဟာအထိနာတက်ပြည့်ပြီးရွှေမုတ်ထောင်းကိုကစင်ကလေးအပြန်ပြီးဆုတ်ခွာသွားခဲ့ရပါတယ်။ ဘလောက်ထိနာတယ်လဲဆိုပါလင်ပြန်လဲစုဖွဲ့ပြီးရနဲ့ချက်ချင်းပြန်ထိုးပါဆိုပြီးညွှန်ကြားပေးမယ်ဇမန်နေ့ညနေ့ထိတုံတုံမြမလုပ်နိုင်သေးတာကိုတွေ့ရပါတယ်စင်နီလာရင်းနဲ့အခြားကာကွယ်ရေးတပ်ဖွဲ့တွေကြောင့်စက်ရှုံမှုတွေတောက်လျှောက်လှုပ်လာတာကိုတွေ့နေရပါတယ်တတိထားရမယ့်အချက်ဖြစ်ပါတယ်စင်နီလာရင်းနဲ့ပူပေါင်းဖွဲ့တွေရွှေမုတ်တော်ထိချက်ချက်လိုက်ပြီးရှင်းနေတယ်လို့ယူဆရပါတယ်အခြားဘက်စစ်တပ်ဟာသူတို့ရဲ့စစ်ဌာနချုပ်တိုင်းရင်းတပ်ဖွဲ့စစ်စခန်းနဲ့လှုပ်ရှားစစ်ကြောင်းတွေကိုစံတယ်မလို့ခေါ်တဲ့ဆက်သွယ်မှုလုံးဝပြတ်တောက်လို့မရပါဘူး ဆန်တယ်မှပျောက်ပြီဆိုရင်ပလုံနာပဲဖြစ်ပါတယ်။ဒါကြောင့်ဆန်တယ်မှမပြတ်စင်းနဲ့မပြတ်စင်းနဲ့စူပြီးအမြဲတည်းပြေးကြတာဖြစ်ပါတယ်။ဒါကြောင့်အချမ်းမဲ့စစ်တပ်မှာဆန်တယ်မှကိုအထူးလေးထားတာဖြစ်ပါကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။စလဲဆုံးနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။စိုက်ပွဲရှိရင်အောင်ပွဲရှိတယ်